ပြန်ညာကဏ္ဍဖိုင်လေးကျွန်တော်တင်ပေးမယ်နော်အဲ့တော့ဘာလို့ပြန်ညာကဏ္ဍလေးကိုပြလဲဆိုရင်ပြီးခဲ့တဲ့နှစ်တည်းကပုံလူဆိုင်ကလေးတခုကျွန်တော်ပြန်ပြပေးမယ်နော်ပြီးခဲ့တဲ့နှစ်တည်းကလည်းကျွန်တော်တို့ဒီမှာ break လေးလို့ရိုက်တယ်ပေါ့နော်ဒါပြီးခဲ့တဲ့နှစ်ကလေးပြပြီးတာပေါ့နော် break လေးရဲ့ဆောင်းမှာသူ့ရဲ့ပေါ်ကဏ္ဍပြန်ကြပေါ့နော်ဒီမှာလည်း break လေးလို့ထွက်တယ်သူ့ရဲ့ဆောင်းမှာထွက်တဲ့ကဏ္ဍဟာသူ့ရဲ့ပေါ်ကဏ္ဍကျွန်တော်ဒီ9တက်ကို9တက်ဆိုပြီးဒါပြန်ကြရိုက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ break လေးလို့ရိုက်တယ်သူ့ရဲ့ဆောင်းမှာဒီနားလေးမှာဒါပြန်ကြကြရမယ်ပေါ့နော်သူ့ရဲ့ပေါ်ကဏ္ဍပြန်ကြဆိုပြီးတော့ ဒါပြီးခဲ့တဲ့နှစ်က6နဲ့6ပြန်ကြ line လေးဒါကျွန်တော်တို့ပြခဲ့တဲ့ line လေးပေါ့နော်ခုကအဲ့လိုပုံလူ cycle လေးတစ်ခုထပ်ဖြစ်တာပေါ့နော်ဒီမှာဘူပဒိတ်လို့ရိုက်တယ်ပေါ့နော်ဘူပဒိတ်ရဲ့တပွဲကျော်မှာကြာတဲ့ကဏ္ဍဒီ95ဆိုတဲ့ကဏ္ဍလည်းသူ့ရဲ့အပေါ်ကဏ္ဍပြန်ကြပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီဘူပဒိတ်လို့ရိုက်တယ်၃ညပါတော့ဘူပဒိတ်လို့ရိုက်တယ်သူ့ရဲ့တပွဲကျော်မှာကြာတဲ့66နဲ့ဆိုတဲ့ကဏ္ဍဟာသူ့ရဲ့အပေါ်ကဏ္ဍဒါပြန်ကြပေါ့နော်ဒီမှာလည်းကျွန်တော်တို့၃ညပါတော့ဘူပရိတ်ရိုက်ထားပြီပေါ့နော်အဲ့တော့သူ့ရဲ့တပွဲအကြောင်းပါဒီနားလေးမှာကျွန်တော်တို့ ဒါပြန်ကြခဏလေးကစားဖို့ပေါ့နော်ပြန်ကြခဏလေးနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဒီငကွက်သုံးခွက်ကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့တော့ကြည့်ကြအောင်နော်ကျွန်တော်တို့ဒီနားလေးမှာကလင်နာတကြောလုံးပါပေါ့နော်ဒီမှာကျွန်တော်တို့ဒီ836ဆိုတဲ့ကနာသူကပြန်ကြရိုက်တယ်ပေါ့နော်ဒီကနန်းလေးဟာဒီ site ကိုတေချာလေးကြည့်ပါခင်ဗျာဒီမှာ836ဒီ836ဆိုတဲ့ကနာသူရဲ့အောက်မှာပြန်ကြလို့ရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြီးရာနဲ့သူ့ရဲ့အောက်ကကနန်းဟာဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုဖြစ်တာကလင်နာတကြောလုံးမှာဒါ ကျွန်တော်တို့၃ကပ်ပဲရှိတယ်ပေါ့နော်အဲ့တော့62ခုနဲ့မှာခွန်36ဆိုတဲ့ကဏ္ဍပြန်ချလို့ရိုက်တယ်ပြန်ချလို့ရိုက်ပြန်တဲ့ဒီသူ့ရဲ့အောက်က496ဆိုတဲ့ကဏ္ဍဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြန်တဲ့သူ့ရဲ့ဇောင်းမှာထွက်တဲ့ကဏ္ဍဒီကဏ္ဍဒီကနေ့ကဒါ तू ကတခါတည်းဝမ်းကျင်းနေပါပါလားပေါ့နော်ဒီ site ရဆိုရင် तू ကဝမ်းကျင်းနေပါပါလား तू ကဒီကနေ့ကဘယ်ကနေ့လဲဆိုရင် तू ရဲ့အပေါ်ကဒီ3ည18ကဝမ်းကျင်းပေါ့နော်3ည18ဝမ်းကျင်းလို့ဖြစ်မယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဒီ သူ့ရဲ့တပွဲကျော်ပေါ့နော်ခွန်သုံးချောက်ကရင်တော့စောင်းပေါ့နော်သူခွန်သုံးချောက်ရဲ့အောက်ကရင်တော့တပွဲကျော်တန်းတန်းကဒီမှာဗရိတ်သုံးကြထားတဲ့အတွက်သူကဗရိတ်သုံးပေါ့နော် ကျွန်တော်ပြောတာရှင်းရမယ်လို့ထင်ပါလား936ဆိုတဲ့ကဏ္ဍဒီကဏ္ဍလေးကပြန်ကြလို့ရိုက်တယ်သူ့ရဲ့အောက်ကကဏ္ဍ496ဆိုတဲ့ကဏ္ဍဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်သူ့ရဲ့ဆောင်းလေးမှာထွက်တယ်ဒီကဏ္ဍသူ့ရဲ့အပေါ်ကကောင်းကဝမ်းချင်းလို့ဖြစ်မယ်ဒီ496ရဲ့ဒီပြန်ကြကဏ္ဍရဲ့အောက်ကဒီကဏ္ဍနဲ့တန်းတန်းပေါ့နော်တပွဲကျော်က330ဆိုတဲ့ကောင်းက brake 3ဖြစ်တဲ့အတွက်သူက brake 3 brake 3နဲ့ရိုက်တယ်ပေါ့နော်အဲ့တော့ဒီကောင်းကဝမ်းချင်းသူ့ရဲ့ဒီ ခွန်36ကကြည့်ရင်တော့သူ့ရဲ့ဆောင်းမြင်းကုန်လေးပါပေါ့နော်ဘရိတ်သုံးထွက်ထားတဲ့အတွက်သူကဘရိတ်သုံးတယ်ပဲသူကရိုက်တယ်ပေါ့နော်သူ့ရဲ့ဘောကခေါင်းကိုဝမ်းချိန်နဲ့ဘရိတ်သုံးလို့ရိုက်တယ်ပေါ့နော်ဒါတကတ်ပေါ့နော်ဒုတိယတကတ်ကလေးကျွန်တော်တို့သွားမယ်ပေါ့နော်ဒီမှာကျွန်တော်တို့2009ခုနှစ်မှာလဲ1395ဆိုတဲ့ကဏ္ဍအဲ့နဲ့ထဲမှာကျွန်တော်တို့ဒီပြန်ကြလို့ရိုက်တယ်ပေါ့နော်ပြန်ကြလို့ရိုက်ပြီးရတယ်သူ့ရဲ့အောက်ကကဏ္ဍ304ဆိုတဲ့ကဏ္ဍလဲဒီဘက်နှစ်ကနေဒီဘက်နှစ်ကိုလိုက်ထွက်တယ်ပေါ့နော် အဲ့လိုထုတ်ပြီးရတဲ့သူ့ရဲ့ဘေးမှာထွက်တဲ့ကဏ္ဍသူ့ရဲ့ဘေးကမှာထွက်တဲ့ကဏ္ဍဘေးကကောင်းလဲဆိုရင်သူ့ရဲ့ဘောကကောင်းကဝမ်းချင်းလို့ရိုက်မယ်ဒီ1305ရဲ့ဇောင်းပေါ့နော်ပြန်ကြထွက်တဲ့ကောင်းရဲ့ဇောင်းသူ့ရဲ့အောက်ကရေတော့တပွဲကျော်ပေါ့နော်ပြန်ကြထွက်တဲ့ကောင်းရဲ့ဇောင်းမြင်းကိုလေးမှာ break ဆက်တဲ့လို့ထွက်ထားတယ်သူကဆက်တဲ့ break လေးနဲ့ပဲဒါပေါ့နော်ပြန်ကြဆက်တဲ့ break လေးနဲ့ပဲသူကရိုက်တယ်ပေါ့နော်သူက656ဝမ်းချင်းဒီမှာတော့ကဏ္ဍသူကပြန်ကြရိုက်သွားတာပေါ့နော် သူကတော့လိုချင်တာတော့ကျွန်တော်တို့ပြချင်တာဒီကောင်ကဒီဝမ်းကျင်းလို့ဖြစ်မယ်ဒီမှာ brace 7ဖြစ်လို့ဒီမှာ brace 7ဖြစ်ရမယ်ဆိုတော့656ဝမ်းကျင်းနဲ့ brace 7ဆိုတော့ तू ကဒီ9လေးနှစ်ဆိုပြီးတော့ तू ကထွက်သွားတော့ဗောနဒုတိယတက်ကပ်ဗောနအဲ့တော့ကျွန်တော်တတိယတက်ကပ်ကိုကျွန်တော်တို့ session ပြပါမှာခင်ဗျာတတိယတက်ကပ်မှာဒီမှာ93ညအခွန်ဆိုတော့ခဏသူရအောင်မပြန်ကြလို့ရိုက်တယ်ဗောနအဲ့လိုရိုက်ပြီးတာနဲ့93ညအခွန်ရအောက်က93ညအချောက်ဆိုတော့ခဏဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်ဗောန အဲ့လိုထွက်ပြီးဆိုတော့သူ့ရဲ့ဇောင်းမှာကြမယ်ကဏ္ဍကဘယ်ကကောင်းလဲဆိုရင်ဒီကောင်နှစ်နှစ်ခွန်က1 chain လို့ဖြစ်မယ်ဒီ9ညခွန်က1 chain လို့ သူရှေ့ကတိုင်ပြီးမယ်ဆိုရင်တော့နှစ်နှစ်ခွန်ကဒါဝမ်းကျင်းပေါ့နော်ဒါ break ယူမယ်ဆိုလဲ तू က break ဆက်တယ်ဆိုတော့ကဏ္ဍလေးပဲ तू ကထွက်တာပေါ့နော်နှစ်နှစ်ခွန်ကဒါဝမ်းကျင်းလို့ဖြစ်မယ်ကိုးတုံညခွန်ရဲ့ဇောင်းမြင့်ကုန်လေးကဒီကောင်းလေးက break နှစ်နှစ်ခွန်ဝမ်းကျင်းနဲ့ break ဆက်တယ်ဆိုရင်ဒီနားလေးမှာကျွန်တော်တို့ကဒီနှစ်နှစ်ခွန်နှစ်နှစ်ခွန်လို့ပဲပြန်ထုတ်ရမှာပေါ့နှစ်ခွန်နှစ်လို့ပဲဒါကျွန်တော်တို့ပြန်ထုတ်ရမှာပေါ့နော်ဘာလို့ဆိုရင်ကျွန်တော်တို့ကဒီ သူရဲ့တနှစ်ကျော်ဒီမှာလဲဒါကျွန်တော်တို့နှစ်ခုနှစ်နှစ်ခုနှစ်နှစ်ခုနှစ်လို့လို့သူကထွက်ထားတာလေးတွေရှိတယ်ပေါ့နော်ဒီမှာတော့နှစ်နှစ်ခုလို့သူကထွက်ထားတာပေါ့နော်ဒီ line လေးကိုဒါကျွန်တော်ရဲ့3ဒီမှာဘာလေးကိုဒီချိန်မှာထိုးဖို့ဆိုပြီးတော့နှစ်နှစ်ခုလေးကိုလဲတခြား line တစ်ခုနဲ့ပေါ့နော်သူကတော့ break နဲ့အောက်မှာရိုက်တာ break နဲ့အောက်မှာရိုက်တာ break နဲ့ဆိုပြီးတော့ဒီချိန်မှာ break နဲ့ကလေးကိုကျွန်တော်ကထုတ်တယ်ပေါ့နော်အဲ့တော့ အဲ့လိုမဟုတ်ဖဲနဲ့ပေါ့နော်ခုကတမျိုးစဉ်းစားကြည့်တာပေါ့နော်အဲ့တော့ဒီကောင်ကဒီကိုတုံညာခွန်ဆိုတဲ့ကနသူကပြန်ချလို့ရိုက်တယ်ကိုတုံပြန်ချလို့ရိုက်ပြီးရတယ်သူ့ရဲ့အောက်ကကိုတုံညာ6ကဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ရိုက်တယ်သူ့ရဲ့အဆောင်မှာထွက်မယ်ဒီရှေ့နှက်ကအတိုင်းဆိုရင်တော့နှစ်နှစ်ခွန်က 1J ဒီကိုတုံညာခွန်ကကျွန်တော်တို့ဒီကိုတုံညာခွန်ဆိုတဲ့ကောင်ကကိုတုံညာခွန်ရဲ့အဆောင်မြင့်ကုန်လေးကဒီနှစ်နှစ်ခွန်ကဗရိတ်ဆက်တဲ့ထွက်ထားလို့သူ့ရဲ့အောက်မှာလဲပေါ့နော် ဒီကျွန်တော်တို့ brace set တယ်လို့ထွက်ထားအမှာပေါ့နော်ဒီဘက်နဲ့ကဒီဘက်နဲ့ကိုလိုက်ထွက်တဲ့ခဏရဲ့စောင်းကလည်း brace set တယ်လို့ဖြစ်ရမယ်နှစ်နှစ်ခုံဝန်းချင်းနဲ့ဆိုရင်တော့ဒီချင်းလေးမှာဒါနှစ်ခုံနှစ်ဆိုတဲ့ခဏလေးဒါပြန်ထိုးရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီ line လေးကိုပြန်ကြပေါ့နော်ဒီ line လေးနဲ့ brace 10ရဲ့တပွဲကြုံမှာပြန်ကြ brace 10ရဲ့တပွဲကြုံမှာပြန်ကြပေါ့နော် brace 10ရဲ့တစ်နှစ်ခြားတန်းတန်းမှာ၃ညပါတော့ brace 10ရဲ့တစ်နှစ်ခြားတန်းတန်းမှာပြန်ကြဆိုရင်လည်းဒီတပြန်ကြ line နဲ့ပတ်သက်ပြီးတော့မှဒီနှစ်နှစ်ခုံနှစ်ခုံနှစ်ဆိုပြီးတော့ဒါကျွန်တော်တို့ထိုးဖို့ပေါ့နော် နောက်တစ်ခါကျွန်တော်တို့သွားပါမယ်ခင်ဗျာနောက်တစ်ခါကတော့ဗောနော်ဒီကမှာကျွန်တော်တို့ဒီ10နှစ်ချာလိုက်နေမှာလဲဒါ10နှစ်ချာလိုက်နေပဲကြည်ကြည်ဒါကျွန်တော်တို့ဒီ1 2 3 4 5 6 6ချိန်လောက်ကလဲသူကဒီလိုဖြစ်ဘူးလေပေါ့နော်6ချိန်မှလဲခွန်ထိတ်သူက20ချာ6ချိန်မှလဲခွန်ထိတ်ပေါ့နော် နှစ်20ချဒါ6ချိန်မှလည်းဒါခွန်လုံးပိုင်းဆိုပြီးတော့ကျွန်တော်ပြခဲ့တဲ့ line ပေါ့နော်ခွန်ကတော့ထိတ်ကလာချိန်မှလာမယ်ဒီလောက်ထွက်အချိန်များနေလို့ရှိရင်သူလုံးပိုင်းအနေနဲ့ပဲပြေးမယ်ဆိုပြီးတော့ဒါကျွန်တော်တို့ပြောခဲ့တဲ့ line ပေါ့နော်သူက10နှစ်ချမှလည်းကျွန်တော်တို့ခွန်လုံးပိုင်းပေါ့နော်ခွန်ထိတ်နေပြီးတာပေါ့နော်သူရှိကတ်တွေမှာတော့ဒီမှာတော့ကျွန်တော်တို့ဒီ6ချက်ခွန်မှာခွန်လုံးပိုင်းလေးပဲကြာတာပေါ့နော်အဲ့တော့ဒီမှာလည်းကျွန်တော်တို့ခွန်လုံးပိုင်းလေးဖြိုက်တယ်ပေါ့နော်10နှစ်ချ6 6ချိန် 6ချိန်မှာပေါ့နော်7နှစ်ချ5ဆုံးနဲ့ခုနှစ်7နှစ်ချလိုင်းနေမှာဒါခွန်ထိတ်ဆိုပြီးတော့ပေးတယ်လို့ပဲပေါ့နော်သူရ20ချလိုင်းလဲသူကခွန်ထိတ်လို့ပေးတယ်ပေါ့နော်အဲ့လိုပုံစံတူလေးလည်းဒီမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနားလေးမှာကျွန်တော်တို့ဒီလေးလုံးမိုင်းလေးရှိတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ7နှစ်ချလိုက်လို့ရှိရင်သူရှိကအတိုင်းမှာကျွန်တော်တို့၄ထိတ်ဆိုတဲ့ကဏ္ဍထွက်တယ်7နှစ်ချလိုက်ရင်၄ထိတ်ဆိုတဲ့ကဏ္ဍထွက်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့20ချလိုက်မယ်လိုင်းနဲ့လိုက်မယ်ဆိုရင်2005ခုနှစ်မှာလည်း၄ထိတ်ဆိုတဲ့ကဏ္ဍလေးထွက်တယ်2000 85ခုနဲ့မှလည်းဒါလေးထိပ်ဆိုလည်းကဏ္ဍလေးထွက်တယ်ပေါ့နော်အဲ့တော့ဒီချိန်မှာဆိုလိုတာသူရှိကတ်တိုင်းပေးဦးမယ်ဆိုရင်လေးလုံးမိုင်းလေးရှိရပေါ့နော်လေးလုံးမိုင်းလေးရှိတဲ့အတွက်ကျွန်တော်ဒီ96လေးဆိုတော့ကဏ္ဍ96လေးဆိုတော့ကဏ္ဍလေးကိုပြန်ချအလိုင်းလေးဒါကျွန်တော်ဒီခွန်နောက်ပိတ်အောက်မှာဒီ900ကိုပြန်ချကြရမယ်ဆိုပြီးတော့ဒါကျွန်တော်တို့ပြထားတဲ့အလိုင်းလေးရှိတယ်ပေါ့နော်ဒါနဲ့ကျွန်တော်တို့အခုချိန်မှာတော့ဒါအဲ့တော့ကပြခဲ့တဲ့အလိုင်းလေးအတိုင်းပဲဒါကျွန်တော်တို့ဟိုးရေးလေးချိန်မှာကျွန်တော်ရဲ့ video file လေးကိုကြည့်တဲ့လူဆိုရင်တော့ဒါတိမှာပေါ့နော် ဒီချိန်လေးမှာကျွန်တော်ခုနောက်ပိုင်းရဲ့အောက်မှာဒါပြန်ချရှိတယ်ဆိုပြီးတော့ဒါပြီးခဲ့တဲ့အချိန်မှာလည်းကျွန်တော်တို့ရှက်ကူးလေးဆိုတဲ့ကဏ္ဍကိုကျွန်တော်ထည့်ပေးခဲ့တယ်ပေါ့နော်ဘေးလိုက်နဲ့ထည့်ပေးခဲ့လဲဆိုလို့ရှိရင်ဒီ line လေးကိုအစဖော်လိုက်ပြန်ဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများအနေနဲ့မှတ်မိမှာပေါ့နော်အဲ့တော့ calendar ကြိုးလုံးမှာပေါ့နော်ခါသုံးလုံးပေါင်းကို၄လို့ထောင်းတယ်ခါသုံးလုံးပေါင်းကိုခွန်လို့ထောင်းတယ်ပေါ့နော်အဲ့လိုခါသုံးလုံးပေါင်း၄ခါသုံးလုံးပေါင်းခွန်လို့ရိုက်တယ်အဲ့လိုရိုက်ပြန်တဲ့သူ့ရဲ့နောက်နေမှာတက်ခါခွာလေးဆိုတဲ့ကဏ္ဍထွက်တယ်ပေါ့နော်ဒီမှာခါသုံးလုံးပေါင်း၄ဖြစ်လို့ ဒါခွာလေးပေါ့နော်ဒီခါ6လုံးပေါင်းရင်ဆက်တဲ့ဖြစ်လို့ဒါတက်ခါပေါ့နော်အဲ့တော့တက်ခါခွာလေးဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်သူ့ရဲ့အောက်မှာဒါပရိတ်သူ့ရဲ့အောက်မှာထွက်တဲ့ကောင်ကသူ့ရဲ့ဇောင်းမြင့်ကောင်ကဒီမှာပရိတ်သုံးရှိတဲ့အတွက်ဒီကိုပရိတ်သုံးလို့ရိုက်တယ်ပရိတ်သုံးကောင်ကဒီမှာပရိတ်သုံးရှိတဲ့အတွက်ဒီမှာပရိတ်သုံးကိုရိုက်တဲ့အချိန်မှာပူးခွာနဲ့ပရိတ်သုံးလို့ရိုက်တယ်ပေါ့နော်ပူးခွာနဲ့ပရိတ်သုံးလို့ရိုက်ပြရကြမှာသူ့ရဲ့ဇောင်းလေးမှာပေါ့နော်တက်ခါခွာလေးရဲ့ဘေးလေးမှာခွန်ခါလို့ရိုက်တယ်အဲ့လိုရိုက်ပြတာနဲ့အဲ့ခွန်ခါကြောင့်သူ့ရဲ့နောက်နဲ့မှာ คนนนั้ต้องใจมาคอมเบรย์สุดระดับนั้นเลย လိုက်ထွက်တယ်ပေါ့နော်ခွန်ပါတော့ခွန်ပရိတ်လို့ထွက်တယ်ခွန်ပါတော့ခွန်ပရိတ်လို့ထွက်ပြီးရတယ်သူ့ရဲ့အောက်မှာကြားတယ်လေးငါးလေးဆိုတော့ကနာသူ့ရဲ့အောက်မှာဒါပြန်ကြပေါ့နော်ပြန်ကြကြတော့ကျွန်တော်တို့ဒီခွန်နောက်ပိတ်ရဲ့အောက်မှာပဲသူကပြန်ကြကြတာပေါ့နော်အစတော့၃ခွန်တွဲရဲ့အောက်ပေါ့နော်၃ခွန်ဒါညီကိုတွဲလေးဖြစ်နေရပေါ့နော်အဓိကယူမယ်ဆိုရင်တော့ခွန်နောက်ပိတ်ရဲ့အောက်မှာဒါပြန်ကြလို့ရိုက်ရိုက်တာပေါ့နော်ဒီကျွန်တော်ပြန်ရှင်းပြမယ်နော်ခါသုံးလုံးပေါင်းလေးလို့ဖြစ်တယ်ခါသုံးလုံးပေါင်းခွန်လို့ဖြစ်တယ်အဲ့လိုခါသုံးလုံးပေါင်းလေးခါသုံးလုံးပေါင်းခွန်လို့ဖြစ်ပြီးရတယ်ဒီခါသုံးလုံးပေါင်းလေးရဲ့သူ့ရဲ့နောက်နှစ်နှဲဥမှာ ဒါကျွန်တော်တို့ခွာလေးလို့ရိုက်တယ်ပေါ့နော်ခါချောက်လုံးပေါင်းရင်စက်တဲ့ဖြစ်လို့တက်ခါပေါ့နော်အဲ့တော့တက်ခါနဲ့ခွာလေးကနန်းထွက်တယ်ပေါ့နော်သူ့ရဲ့အောက်မှာပရိတ်သုံးဆိုတဲ့ကနန်းဘယ်ကနန်းလဲဆိုသူ့ရဲ့ဇောင်းမြင့်ကုန်က386ကပရိတ်သုံးဖြစ်တဲ့အတွက်သူ့ရဲ့ဒါဇောင်းမြင့်ကုန်လေးကိုအပူခွာနဲ့ပရိတ်သုံးလို့သူကလိုက်ပေးတယ်အဲ့ဒါလိုက်ပေးပြီးတာနဲ့အဲ့လိုလိုက်ပေးပြီးတာနဲ့သူ့ရဲ့ဒါကျွန်တော်တို့ဒီနောက်နေ့မှာတက်ခါခွာလေးရဲ့နောက်နေ့မှာခွန်ခါလို့ရိုက်တယ်ခွန်ခါလို့ရိုက်ပြီးနေအဲ့ခွန်ခါကိုသူကဒီသူ့ရဲ့နောက်နှစ်၃ချိန်မှာပေါ့နော် ခွန်ပါသောခွန်ပရိတ်လို့ရတယ်ခွန်ပါသောခွန်ပရိတ်ရဲ့အောက်က၄၅လေးဆိုတော့ကနာသူ့ရဲ့အောက်မှာဒါပြန်ကြပါတော့ပြန်ကြကြလို့ရှိရင်ခွန်နောက်ပိတ်ရဲ့အောက်မှာပဲကြတာပေါ့နော်ဒါတကတ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့2008မှာခါသုံးလုံးမောင်းလေးလို့ဖြစ်တယ်ပေါ့နော်ခါသုံးလုံးမောင်းခွန်လို့ဖြစ်တယ်ပေါ့နော်ခါသုံးလုံးမောင်းလေးကသူကခွာလေးလို့ရိုက်မယ်ပေါ့နော်ခါ၆လုံးမောင်းရင်၁၁ဖြစ်လို့တက်ခါပေါ့နော်အဲ့တော့တက်ခါနဲ့ခွာလေးကနေနှစ်ဦးမှာလိုက်ထွက်တယ်ပေါ့နော်2009မှာလိုက်ထွက်ပြီးရတဲ့သူကသူ့ရဲ့အောက်မှာ ပရိသတ်တဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်အပရိသတ်တဲ့ကဏ္ဍဘယ်ကဏ္ဍလဲဆိုရင်သူ့ရဲ့စောင်းမြင်ကုန်လေးမှာဒီမှာပရိသတ်တဲ့ထွက်တာတဲ့အတွက်ဒီတိခခွာလေးရဲ့အောက်မှာလည်းအပုခွာနဲ့ပရိသတ်တဲ့လို့သူကလိုက်တယ်ပေါ့နော်အဲ့လိုလိုက်ပြန်တဲ့သူ့ရဲ့နောက်နှစ်မှာခွန်ခါလို့လိုက်ရိုက်တယ်ပေါ့နော်အဲ့ခွန်ခါကြောင့်သူ့ရဲ့နောက်နှစ်၃ချိန်မှာခွန်ပါတော့ခွန်ပရိလို့ရိုက်တယ်ပေါ့နော်ခွန်ပါတော့ခွန်ပရိရဲ့အောက်မှာမှဒါ ကြရကနာ၃ည၃ခုဆိုတဲ့ကနာအင်းနှစ်ထဲမှာပြန်ကြလို့ရိုက်တယ်ပေါ့နော်ပြန်ကြလို့ရိုက်မယ်ဆိုရင်လည်းသူက9နောက်ပိတ်ရဲ့အောက်မှာပဲရိုက်ထားပေါ့နော်အစရိုက်တော့ကျွန်တော်တို့ဒီ၃ခုတွဲရဲ့အောက်မှာဒါပြန်ကြလို့ရိုက်တယ်ဒုတိယရိုက်တော့၄ခုတွဲပေါ့နော်ဒါညီကိုတွဲလေးဖြစ်နေတာကိုပြပြတာပေါ့နော်အဓိကတော့ကျွန်တော်တို့က၃ခု၄ခု၂ခုတွဲရဲ့အောက်ပေါ့နော်အခုချိန်ဆို၂ခုတွဲရဲ့အောက်ကလေးကအောက်ကလေးမှာကြာနေတဲ့အတွက်ဒါညီကိုတွဲလေးကိုယူပြတာပေါ့နော်အဓိကတော့9နောက်ပိတ်ရဲ့အောက်မှာဒါပြန်ကြဆိုတဲ့ကနေလေးလိုက်ထွက်တာပေါ့နော်အဲ့တော့တက် တတိယတကကျွန်တော်တို့ကညီညီလေးကျွန်တော်ပြပေးမယ်နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ခါသုံးလုံးပေါင်း၄လို့ဖြစ်တယ်ခါသုံးလုံးပေါင်းကိုခွန်လို့ဖြစ်တယ်ခါသုံးလုံးပေါင်း၄ဖြစ်လို့သူ့ရဲ့နောက်နေနှဲ့ဦးမှာခွာလေးလို့ရိုက်တယ်ခါ၆လုံးပေါင်းတင်၁၁ဖြစ်လို့တက်ခါလို့ရိုက်တယ်ပေါ့နော်သူ့ရဲ့အောက်မှာလဲဒါကျွန်တော်တို့အပူခွန်နဲ့ဗိတ်၆ဆိုတဲ့ခဏရိုက်တယ်အပူခွန်နဲ့ဗိတ်၆ကဘယ်ကလာတဲ့ဗိတ်၆လဲဆိုလို့ရှိရင်သူ့ရဲ့ဆောင်းမြင်းကောင်မှာဒီမှာဗိတ်၆ဖြစ်တဲ့အတွက်ဒီတက်ခါနဲ့ခွာလေး အောက်ကိုပေါ့နော်ဘူးခေါ်တဲ့ပရိတ်ချောက်လို့သူကလှမ်းပို့တယ်ပေါ့နော်အဲ့လိုပို့ပြီးတာနဲ့သူရဲ့နောက်နဲ့မှာရှေ့ကတိုင်းမှာခွန်ခါလို့ရိုက်တယ်ခွန်ခါလို့ရိုက်ပြန်တဲ့သူရဲ့နောက်နဲ့၃ချိန်မှာဒါခွန်ပါတော့ခွန်ပရိတ်လို့ရိုက်တယ်ပေါ့နော်ခွန်ပါတော့ခွန်ပရိတ်လို့ရိုက်ပြန်တဲ့သူရဲ့အောက်က၈၉လေးဆိုတော့ကနဟာဒါပြန်ကြလို့ရိုက်ရမယ်ပေါ့နော်ပြန်ကြလို့ရိုက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခွန်နောက်ဘေးရဲ့အောက်မှာပဲပေါ့နော်ကျွန်တော်ခွန်နောက်ဘေး ခုနောက်ပိတ်ကြအတိုင်းဒီ cycle ကိုဒါကျွန်တော်တို့အမြဲတမ်းပြနေကြပါဘောနော်အဲ့တော့ခုနောက်ပိတ်ရဲ့အောက်ကလေးမှာဒါပြန်ကြဆိုလို့ရှိရင်လေးဒီ10နှစ်ချလိုက်နေဆိုရင်လည်းဒါလေးလုံးမှိုင်းလေးရှိရပါဘောနော်10နှစ်ချလိုက်နေပဲကြည်ကြည်20ချလိုက်နေပဲကြည်ကြည်ဘောနော်သူကတော့ဒီရှေ့ကတိုင်းဆိုတော့သူကတော့၄ထိပ်လေးပြီးတာပေါ့နော်ဒါနဲ့ကျွန်တော်ပြောသလိုပဲဒီမှာခွန်ထိပ်လေး၆ချိန်လုံးကလည်းကျွန်တော်ဒီမှာဒီ signature line နဲ့ခွန်လုံးပိုင်းလေးကိုပြဖို့တယ်ပေါ့နော်ဒီမှာ ဆယ်နှစ်ချလိုက်မှာခွန်ထိတ်ဆယ်နှစ်ချလိုက်မှာခွန်ထိတ်ပေါ့နော်ဒါမှမဟုတ်ဘူးကျွန်တော်တို့နှစ်နှစ်ဆယ်ချလိုက်ယူဆိုရင်လည်းနှစ်နှစ်ဆယ်ချမှာလည်းခွန်ထိတ်လို့ရိုက်တယ်နှစ်နှစ်ဆယ်ချမှာလည်းခွန်ထိတ်လို့ရိုက်တယ်ပေါ့နော်ဒါမှဒါပြီးနဲ့6ကြိမ်မှာတော့ तू ကခွန်ထိတ်လို့ပြီးမသွားဘဲနဲ့ခွန်လုံးပိုင်းအနေနဲ့ပဲ तू ကပြီးတော့တယ်ပေါ့နော်အဲ့ဒါလေးကိုနမူနာယူပြီးတော့ကျွန်တော်တို့ကဒီနေ့လေးမှာ၄ထိတ်လို့ယူမလားပေါ့နော်ဒါမှမဟုတ်ဒီရှစ်ကိုလေးပတ်လဲဟိုအားထိုးမလားပေါ့နော်နှစ်ခုနှစ်ကတော့ဒီမှာသူ့ရဲ့ရှစ်ကတိုင်ဆိုတော့နှစ်ခုနှစ်ထဲပေါ့နော်နှစ်ခုနှစ်ထဲနှစ်ခုနှစ်ထဲပေါ့နော် ဒါပရိသတ်ရဲ့အောင်ဒါပရိသတ်ပရိသတ်ကြရမှာပေါ့နော်သူ့ရဲ့ဘောဝမ်းကြိမ်းထဲမှာပရိသတ်ဆိုရင်တော့နှစ်ခွန်နဲ့ဆိုတဲ့ကဏ္ဍထိုးရမှာပေါ့နော်ဒီကျွန်တော်တို့ဒီခါတုံးလုံးမောင်းလေးခါတုံးလုံးမောင်းခွန်ဖြစ်ပြီးသူ့ရဲ့နောက်ထဲမှာတခါခွာလေးလို့ရိုက်တယ်ခုံပိတ်လို့ရိုက်တယ်ဆိုရင်တော့ဒီရှစ်ကိုးလေးဆိုတဲ့ကဏ္ဍလေးထိုးရမှာပေါ့နော်ဒါနဲ့ပြန်ကြရတော့ဒါကလို့ဒီမှာလေကျွန်တော်ကဒီပရိသတ်ကိုပြရတဲ့အချိန်မှာဒီနားလေးမှာကျွန်တော်ကဆွနော့အကတ်နဲ့လဲဒါပရိသတ်တက်ကလေးရှိတယ်ပေါ့နော်ပရိသတ်ရှိတဲ့အတွက်ကျွန်တော်တို့ဒီ ဒီနားလေးမှာပေါ့နော်ဒီကောင်ဒီကောင်ကဒီကိုပြန်ကြလို့ရိုက်တယ်9306ကဒီဘက်နဲ့9ဒီဘက်နဲ့ဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်သူရဲ့ဆောင်းမှာထွက်တဲ့ကောင်က9306ရဲ့ကောင်ကဆောင်းမြင်းကောင်ကကောင်ကဒါပရိတ်လို့ဖြစ်အမယ်သူရဲ့အပေါ်ကကောင်ဝိုင်းချင်းလို့ဖြစ်အမယ်ဆိုရင်လည်းဒါ2ခုနဲ့ဝိုင်းချင်းနဲ့ပရိတ်ဆက်တဲ့ဆိုရင်တော့2ခုနဲ့2နဲ့ကောင်ဝိုင်းချင်းနဲ့ပရိတ်ဆက်တဲ့ဆိုရင်တော့ဒါ2ခုနဲ့ဆိုရဲကနန်းလေးထိုးအောင်ပါဘောနော်ဒီ line လေးနဲ့ကျွန်တော်တို့ဒီ signature line လေးနဲ့လေးလုံးပိုင်းလေးကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒီလေး ၄98ဆိုတဲ့ကဏ္ဍလေးဒါထိုးအောင်ပါဗောနော်ဒီကျွန်တော်တို့ဘာလို့ပြန်လဲဆိုလို့ရှိရင်အကောင့်ပြန်ကြကဏ္ဍလေးတွေကဒါကျွန်တော်တို့ဘူပရိရဲ့တပွဲကြော်ဒီမှာလည်းပြန်ကြဗောနော်ဘူပရိရဲ့တပွဲကြော်မှာကြားတဲ့ဒီငါ6 9တဲ့ဆိုတဲ့ကဏ္ဍလေးလည်းသူ့ရဲ့ပေါ်ကဏ္ဍပြန်ကြလို့ရိုက်တယ်ဒီမှာလည်းဘူပရိကလေးရိုက်ထားတယ်ဗောနော်သူ့ရဲ့ပေါ် တဝဲကျော်တစ်နှစ်ကျော်တန်းတန်းလေးမှာကြာထားတဲ့66နှစ်ဆိုတော့ကောင်းလဲသူ့ရဲ့ဘဝကနေပြန်ကြလိဖြစ်တာလို့ပေါ့နော်ဒီမှာလဲ၃ညပါတော့ဘူပရိတ်ပေါ့နော်သူကဖြစ်တော့၃ညပါတော့ဘူပရိတ်ရဲ့တပွဲကျော်ပေါ့နော်၃ညပါတော့ဘူပရိတ်ရဲ့တပွဲကျော်မှာပြန်ကြပေါ့နော်အဲ့တော့ဒီနားလေးမှာလဲ၃ညပါတော့ဘူပရိတ်ရဲ့တပွဲကျော်မှာပြန်ကြဆိုလို့ရှိရင်အဲ့ထက်ကကောင်းလို့ရရလေးရွေးပေးမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီ၄၉၈ဆိုတဲ့ကနေလေးရဲ့2 9 2ဆိုတဲ့ကနေလေးရဲ့ပေါ့နော် ໃຈတယ်เนาะໃຈနဲ့သိရင်လဲဒါပြန်ကြ సైక్ လေးနဲ့ပတ်သက်ပြီးတော့ໃຈနဲ့သိရင်လဲအသုံးပြုလို့ရအောင်ကျွန်တော်ရဲ့ 3D မိတ်ဆွေများတွေဒင်းပေးလိုက်ခြင်းဖြစ်ပါတယ်เนาะနောက်ထပ်ကျွန်တော်တို့ဒီတခြား one chain site တွေပရိတ် site တွေနဲ့ခဏလေးကိုလဲဒါထပ်ပြီးတော့ဒင်းပေးပါဦးမယ်